ရခိုင်ပြည်နယ်ကြောက်ဖြူမြာစစ်ကောင်စီစစ်ကြောင်းထိုးရာကြောင့်တိုက်ပွဲပြန်ပြင်းထန်နေတယ်လို့ဒေသခံတွေနဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရယ်ထပ်အောင်သတင်းပေးပို့ထားပါရရှင်စစ်ကောင်စီကရွေးကောက်ပွဲလှုပ်ဖို့အတွက်ရည်ရွယ်ထားတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာနယ်မြေပိုဆိုးမှုဖို့စ조사နေတာဖြစ်ပြီးနိုဝင်ဘာ၈ရက်နေ့ကစလို့မြို့ဝန်းကျင်မှာစစ်ကြောင်းထိုးနေရာကြောင့်အရခတ်တော်အေအေနဲ့တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီဘက်ကအင်အားရာချီသုံးပြီးစစ်ကြောင်းထိုးခဲ့တာပါ ချောင်းဝမ်းနဲ့တိုင်းချောင်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာလို့ဒေသခံဦးကပြောပါတယ်စစ်ကောင်စီဘက်ကတော့လက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေကိုဇက်တိုက်အသုံးပြုနေတယ်လို့လည်းဆိုပါတယ်ဒေသခံဦးပြောပြတာကို DB ကနောက်ခံတန်ထည့်ဖတ်ထားပါတယ်ချောင်းဝမ်းနဲ့တိုင်းချောင်းဘက်မှာဖြစ်နေတာရှေ့ရက်နေ့ကစဖြစ်တာအခုတော့စစ်ကြောင်းကကွဲသွားပြီလို့တော့ပြောတယ်တိုက်ပွဲကပြင်းထန်ပါတယ်လက်နက်ကြီးလည်းသုံးတယ်လေကြောင်းလည်းသုံးတယ်နေဗီကနေလည်းပစ်ကူပေးနေတယ် ဘလုလုလုသူတို့ဘက်ကတော့အထိနာနေတယ်။ဒါပြင်စီကောင်စီဘက်ကပါရာမတာတွေကိုလည်းအသုံးပြုနေတယ်လို့စီးလေးတာတုံးသက်သူလူဖြစ်တဲ့စီရန်ဘိုးကြီးကိုစင်ရောကပြောပါတယ်။စီကောင်စီနေနဲ့ကြောက်ဖြူမျိုးနယ်မှာရှိနေတဲ့ရတခ32ဘက်ကိုလည်းအင်အားဖြစ်တင်တာတွေရှိနေတယ်လို့ဆိုပါတယ်။အထူးသဖြင့်စီကောင်စီကရွေးကောက်ပွဲအတွက်ကြောက်ဖြူနဲ့အနီးတဝိုက်မှာရှိနေတဲ့နေရာတွေကိုခြေကုပ်ယူပြီးနယ်မြေစိုးမိုးဖို့စူးစမ်းနေတာကြောင့်တိုက်ပွဲဖြစ်နေတာလို့လည်းကိုစင်ရောကတုံးသက်ပါတယ်။တိုက်ပွဲကကျွန်တော်တို့သိရသလောက်ဆိုရင်ပေါ့နော် မြို့ပြင်ဘက်ကိုနည်းနည်းပြန်ပြီးတော့ဥတီလာတယ်မြို့ပြင်ဘက်ကိုပြန်ပြီးဥတီလာတယ်ဆိုတဲ့သဘောကသူတို့ရွေးကောက်ပွဲလုပ်လို့ရအောင်ပေါ့နော်ဟိုကြောက်ဖြူမြို့ပေါ့နော်ကြောက်ဖြူမြို့နဲ့စီပင်သာယာဂျွာနီးချုပ်ဆက်တွေကိုသူတို့တွေခြေကုပ်ယူပြီးတော့ထိန်းထားတယ်ပြီးရင်ကျွန်တော်တို့အဓိကပေါ့နော်အရင်တော့ဖြစ်ခဲ့တဲ့ကျွန်တော်တို့ရတက32ပေါ့နော်အကူရတဲ့ဘက်ကလည်း32ဘက်ကလည်းအင်အားဖြည့်တာတွေရှိတယ်ပြီးရင်သူတို့ drone ပြီးရင်ကျွန်တော်တို့ paramotor တွေပါ ီဘက်ပေါ့နော်မျိုးမလမ်းမကမ်းမှာလုံခြုံရေးလုပ်တဲ့ပုံစံမျိုးအထီတော့တွေ့လာရတယ်ဗျာဟောစစ်ကောင်စီရဲ့လက်နက်ကြီးကြောင်ရက်သားနေနေလဲထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့သိရပါတယ်စစ်ကောင်စီကတော့သူတို့ယူကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့တခြားမြို့နယ်တွေမှာလည်းနေမြေဆိုးမှုနိုင်မှုတွေအနည်းမျိုးစုံနဲ့ကြိုးစားနေတာဖြစ်ပါတယ်ကျွန်တော်ထားအောင်ပါ